ရန်ကုန်အရှိတကုံစက်မှုန့်စုံမှာနေထိုင်တဲ့ရခိုင်လူငယ်တဦးကိုညအရှင်ကားပေါ်တင်က ပေါ်တာဆွေးခေါ်ဆောင်သွားခဲ့တာ15ရက်ကျော်လွန်လာပြီဖြစ်ပေမဲ့လည်းအဆက်အသွယ်တစုံတရာမရရှိသေးတဲ့အတွက်ကြောင့်မိသားစုရဲ့အနေနဲ့အထူးစိုးရိမ်နေတယ်လို့သိရပါဗျ။အဲ့ဒီဖန်ဆီးခံရတဲ့လူငယ်ဟာမောင်မိုးပိုင်စိုး19နှစ်ဖြစ်ပြီးနိုဝင်ဘာလ23ရက်နေ့ည9:00နာရီကျော်လောက်ကပြင်စင်မင်းသားကြီးလန်းအရှိတကုံစက်မှုန့်စုံအထက်ကနေဖန်ဆီးဆွေးခေါ်သွားခံခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီလိုဖက်စီခေါ်ဆောင်သွားခံရပြီးတဲ့နောက်ပျောက်ဆုံးနေတာဖြစ်တယ်လို့သူနဲ့ဆွေမျိုးတော်ဆက်သူတယောက်ကနရီစရာကိုပြောပါရယ်။သူမိဘတွေရဲ့ဇာတိနေရပ်ကတော့ရခိုင်ပြည်ပေါတော်မြို့နယ်ငဝက်ဆွေကျွော်ဖြစ်ပြီးလောလောဆယ်မှာတော့မိဘတွေဟာကရှင်ပြည်နယ်ဖားကတ်မှာနေထိုင်ကြတယ်လို့သိရပါရယ်။သူဟာမိသားစုမှာအငယ်ဆုံးသားဖြစ်ပြီးလက်ရှိအချိန်အထိအဆက်အသွယ်မရပျောက်ဆုံးနေတယ်လို့မိသားစုဝင်တွေကပြောကြပါရယ်။ ရန်ကုန်မှာစစ်မှုထမ်းအတွက်ပေါ်တာဆွေဖမ်းဆီးမှုတွေဆက်တိုက်ရှိနေတာကြောင့်ရန်ကုန်ကိုရောက်ရှိနေတဲ့ရခိုင်ပြည်သူတွေအနေနဲ့အထူးသတိထားသွာလာနေထိုင်သင့်တယ်လို့ရခိုင်ကလူမှုရေးလှုပ်ရှားသူတွေကတိုက်တွန်းထားပါတယ်။